ုမြင်နေရတဲ့ပုံတွေကိုကျွန်တော်တို့ print ထုတ်ဖို့အတွက်စာရွက်လေးတန်တန်လေးဖြစ်တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာကိုဒီ video မှာအမြောက်ပေးချင်ပါတယ်ဒီလိုမျိုးစာရွက်တွေကိုဖုံးနှံရိုက်ထားတဲ့စာရွက်တွေကိုကျွန်တော်တို့ print ထုတ်ဖို့အတွက်ကျွန်တော်ဒီလိုမျိုးတန်တန်လေးဖြစ်တော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်လဲဆိုတာကိုပြပြပေးတော့မှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါ SKB 1 live channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဝင်လိုက်ပါ ခုဗီဒီယိုမှာကျွန်တော်တို့ဒီယုံသမားတွေစိုက်သမားတွေဟာစိုက်ဖွင့်ရတဲ့မိတ်ဆွေတွေအတွက်အရင်ကအသုံးတင်မဲ့နည်းလမ်းလေးတစ်ခုကိုပြပြပြသွားမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီစိုက်တွေမှာဖုံးနဲ့ရိုက်လာတဲ့ပုံတွေကိုကျွန်တော်တို့ဒီ brain ထောက်ရတာအများကြီးရှိကြတာပေါ့နော်ကျွန်တော်တို့ဒီ customer တွေကိုယ့်ရဲ့ customer တွေကဖုံးနဲ့ရိုက်လာတဲ့စာရွက်တွေကို brain ထောက်ခိုက်တယ်တချို့ကြတော့ဒီအရှင်မရတာလည်းဖြစ်တယ်ပေါ့နော်တချို့ကြတော့ဟာ မလုတ်ပေးကြဘူးပေါ့နော်ဒီတိုင်ရပါလာတဲ့လာတဲ့အတိုင်းကိုကျွန်တော်တို့တန်းပြီးတော့ print ထုတ်ပေးကြတယ်ပေါ့နော်ဒီရုံသမားတွေဆိုရင်လည်းဒီတိုင်မှာပဲတစ်ဖက်ရုံကပုံတွေကိုဒီလိုမျိုးဖုံးနဲ့ရိုက်ပြီးတော့ပို့လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီအဲ့ဒါလေးကိုတန်းပြီးတော့ print ထုတ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီလိုမျိုးဒီလိုမျိုး ဒီလိုမျိုးမှောင်နေတဲ့စာရွက်တွေကြတော့ကျွန်တော်တို့ဒီ color printer နဲ့ဆိုတော့ကျွန်တော်တို့စာနင်းနေဖက်လို့ရတာပေါ့နော်စာဖက်လို့တော့အဆင်ပြေတယ်ကျွန်တော်တို့ဒီဒီအဖြူမေး printer printer နဲ့ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှောင်နေတဲ့နေရာတွေဒီအကုန်လုံးမေးတော့တာပေါ့နော်ကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ဒီ video မှာဒီလိုမျိုးစာရွက်တွေကိုကျွန်တော်တို့ဟိုကုကစမာတွေကလာပြီးတော့ဆိုင်မှာ ရိထောက်ခိုက်တယ်ဆိုရင်အရှင်ရရမဲ့အရာဒီနေလန်းနဲ့ဟိုလုတ်ပြမယ်ဆိုရင်အရှင်လည်းအဲ့လောက်ထိမကုန်ပါဘူးပြီးတော့စာရွက်လည်းကြည်ကြည်လန်လန်နဲ့တက်တက်ပြက်ပြက်လည်းထွက်မှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးစာရွက်ကိုကျွန်တော်တို့ခဏလေးအတွက်လောက်လိုက်တာဒီလိုမျိုးစာရွက်ဖြစ်အောင်ကျွန်တော်တို့လောက်လိုက်တာဖြစ်ပါတယ်ဒီလိုမျိုးစာရွက်ဖြစ်တော့ပြီဆိုရင်ကျွန်တော်တို့ကာစမာကိုရကာစမာတွေလည်းစိတ်တကြကျွန်တော်တို့ကြည်ကြည်လန်လန်နဲ့တက်တက်ပြက်ပြက်ရသွားတာပေါ့နော်ကျွန်တော်တို့ အဲ့ဒါလေးပေါ့အရှင်းအယားမရရကျွန်တော်တက်တွဲလို့ကျင်တာကခဏလေးလုတ်ပေးကြပါပေါ့နော်ဒါမှကျွန်တော်တို့ customer တွေလည်း session တာမယ်ကိုတွေကလည်းအဆင်ပြေမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုမျိုးနင်းလဲတို့ဘယ်လိုလုပ်မလဲဆိုတော့ကိုပြီးပြီးတော့မှအစားဆုံးလိုက်ပြီးတော့လိုက်ကြအောင် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်ကိုကျွန်တော်ပြင်ပြီးတော့ချက်လိုက်ပါဦးမယ် okay ဒီစာရွက်ဆိုရင်လည်းကျွန်တော်တို့ဒီစာရွက်တွေမရှိဘူးဆိုရင်မဆွေတော့ဒီစာရွက်ကိုချင်းပြမှုပေါ်မှာချပြီးတော့ဖုန်နဲ့တက်ပေါ်ရိုက်ပြီးတော့အဲ့ဒီတက်ပုံကိုဒီကွန်ပျူတာထည့်မှာထည့်ပြီးတော့အသုံးပြုလို့ရတယ်เนาะကျွန်တော်ကတော့ဒီစာတွေကိုဒီ Google Chrome ကနေပြီးတော့ဒေါင်းလာတာဖြစ်ပါတယ်โอเคအရင်ဆုံးကျွန်တော်ဒီစာပုံနှစ်ပုဒ်ကိုကျွန်တော်လုပ်ပြပါမယ် ဒီစာပုံပုံမှာကျွန်တော်အရင်ဆုံးဒီစာပုံကိုအရင်လောက်ပြပါမယ်အဲ့တော့ကျွန်တော်တို့ပြေသွားအောင်လေဆိုတော့ကျွန်တော် file ကနေပြတော့နေယူနိုင် report စာရွက်တွေယူလိုက်ပါမယ်เนาะအရင်ဆုံး report တွေယူလိုက်မယ်ဒီမှာ international paper ထားမယ် report ထားမယ် okay okay နားလိုက်မယ်ဒီစာရွက်ကအထောက်ကြီးဖြစ်နေတဲ့အတွက်ကျွန်တော်လေးမှာဖြစ်တဲ့အတွက်နဲ့ invite တွေကဒီမှာ invite site ကိုသွားပြီးတော့ sorry invite တွေကကျွန်တော်တို့ဒီမှာ လေးလိုက်မှာဖြစ်ပါတယ်โอเคအဲဆိုရင်ဆောက်ရွက်လေးရတော့ပြီဆိုရင်ကျွန်တော်တို့ဒီဆောက်ရွက်ကိုကျွန်တော်တို့အဖက်မှာခေါ်ထဲမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့မခေါ်ခဲကျွန်တော်တို့ဒီမှာ last 2ကိုယူပါမယ်ဒီမှာ last 2ပါအဲ့ last 2နဲ့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ဒီဆောက်ကိုကျွန်တော်တို့ဖြတ်ထုတ်ပါမယ် โอเคဖြတ်လိုက်ပြီဖြတ်ပြီးတော့ပြီဆိုရင်ကျွန်တော်မို့တူယူပြီးတော့ဒီစာကိုဆွဲပြီးတော့ဟိုဘက် invoice စာရွက်မှာကျွန်တော်တို့တွဲပြီးတော့ရှာပါမယ်โอเคဟိုဘက်မှာကြတော့เนาะကျွန်တော်ဒီစာရွက်ကအဖြူလိုလိုနဲ့เนาะကျွန်တော်ဒီဖက်ရောက်လာတော့အယောင်ကတမျိုးဖြစ်သွားတယ်เนาะโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကိုချစ်ရဲ့ control ရဲ့ချစ်ရဲ့ order ရဲ့ကိုနှိပ်ပြီးတော့ကျွန်တော်တို့ပုံကိုချစ်ပါမယ်โอเคဒီလောက်ရှင်းလိုက်ပါမယ်ပြန် ကျွန်တော်တို့အမြင့်ချက်ကိုပေးပါမယ်ဒီပုံကနင်းနေစောင်းနေတယ်နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာပေတယ်ယူမှာဖြစ်တဲ့တဲ့ control ရဲ့အာရဘောကျွန်တော်တို့ချက်နိုင်လဲပါပေနေပွာလာပြီဆိုရင်ကျွန်တော်တို့အဲ့ဒီပေတယ်ကနေပြီးတော့ guide line လေးကိုဆွဲလိုက်ပါ okay ပြန်ရကျွန်တော်တို့ဒီစာကိုကျွန်တော်တို့ control D နဲ့ကျွန်တော်တို့နင်းနေစောင်းနေတာကိုပြန်တည့်လိုက်ပါမယ် okay โอเคအဲ့တော့ဆိုရင်တေပေါ့နော်โอเคအဲ့တော့ဆိုရင်ကျွန်တော်တို့ဒီဒီစာရွက်ကိုကျွန်တော်တို့ဒီ layer ကိုကျွန်တော်တို့ဒီမှာတော့ဖြုတ်ပါမယ်ပြီးရကျွန်တော်တို့ဒီကောက်ကို control t နဲ့ကျွန်တော်တို့ listener ခွဲมาဖြုတ်ပါတယ်အဲ့တော့ဒီဘက်က gallery ယူပြီးတော့ကျွန်တော်ဒီမှာ listener ကိုဖြတ်လိုက်ပါမယ်โอเคရပြီဆိုရင်ကျွန်တော်တို့ အဆင်ပြေပါလိ Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဘာလို့ဇာကြံသိလဲဆိုတော့ဒီမှာ color တွေမတူဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ color ဘယ်လိုလုပ်မလဲဆိုတော့ဒီ color ကိုခွဲထုတ်မှာပေါ့နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ keyboard ကနေပြီးတော့ control ရဲ့အဲကိုကျွန်တော်တို့ရှင်းလိုက်လိုက်ပါပြီးရဲ့ကျွန်တော်တို့ဒီမှာ highlight highlight 2ဆိုတာရှိပါတယ်အဲ့ဒီ highlight highlight android part 2ဆိုတာလေးကိုကျွန်တော်တို့ချက်ယူပါပြီးရဲ့ကျွန်တော်တို့ဒီနေရာမှာအလဲဆုံးနေရာတစ်ခုမှာချက်ထောက်ပါ sorry ပါဒီမှာလေးအမှားနေတယ် sorry ပါဒီမှာလေးအမှားနေတယ် control n ပါပြန်ရကျွန်တော် highlight and drop out ကိုကျွန်တော်တစ်ချက်ယူပါမယ်ပြန်ရဒီနေဒီလေးအမှားအလင်းစုံနေရာတစ်ခုမှာကျွန်တော်တစ်ချက်ထောက်လိုက်ပါမယ်အဲ့ဒါဆိုရင်လုံးဝပျောက်သွားပြီနော် okay ပျောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီစာကိုကျွန်တော်တို့နေနေ okay ဒီလိုမျိုးတင်လိုက်မယ်နော်ပြန်ဒီဘက်ကဒီဘက်၃လေးကိုကျွန်တော်တို့ဒီဘက်ကိုပြပြီးတော့ဆွဲလိုက်ပါ โอเคအဲ့ဒါဆိုရင်လုံအောင်ပြောက်သွားပြီเนาะโอเคအဲ့ဒါဆိုရင်အမြင်ကြည့်လို့โอเคကိုနားလဲပါအဲ့ဒါဆိုရင်ဒီဘက်စာရွက်ကလုံအောင်အဆင်ပြေသွားပြီเนาะအဆင်ပြေသွားပြီโอเคနောက်တစ်မျက်နှာကိုကျွန်တော်တွားယူလိုက်မယ်ကွန်ထရိုးဒီနဲ့ချက်လက်ဖြောက်မယ်လာဆိုတွူယူမယ်နောက်တစ်မျက်နှာကိုလည်းကျွန်တော်တို့ဒီအတိုင်းပဲဆွေယူလိုက်ပါပဲ โอเคရပြီဆိုရင်ကျွန်တော်တို့မူတူကိုယူပြီးတော့ဟိုဘက်ကိုဆွေးယူလိုက်ပါမယ်โอเคဒီနားမှာလွှတ်လိုက်မယ်ပြီးရ control D ရှေ့ရှောင်းလေးမှာလုံးမဖြစ်တဲ့တဲ့နဲ့ရှေ့ရ order ကိုနှိပ်ပြီးတော့အညီနဲ့ညင်ညင်ညာညာနဲ့ရအောင်ကျွန်တော်တို့ဆွေးယူလိုက်ပါမယ်ပြီးရဒီမှာရှက်ထားမယ်โอเคပြီးရ image လို့ပြင်မယ်စာရုပ်ကိုအဝနေနေရှာမယ်โอเคအဲ့ဒါဆိုရင်ရပြီနော် ရပြီဆိုရင်ကျွန်တော်တို့ဘာလို့လုပ်မလဲဆိုတော့ဒီကောင်ကိုခုနအတိုင်းပဲ control n ဝင်နိုင်မယ်ပြီးရင်ကျွန်တော်တို့ highlight ကိုယူမယ်ပြီးရင်ဒီနေရာအလဲဆုံးနေရာတစ်ခုမှာကျွန်တော်တို့တစ်ချက်ထောက်လိုက်ယူပါပဲရပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကိုစာဘောအနေနဲ့အနေရောက်တွင်လိုက်မယ်ပြီးရင်ဒီဘက်ကတုံးကိုယူပြီးတော့ဒီဘက်ကိုချွေလိုက်မယ် okay ရပြီ ရပြီဆိုရင်ကျွန်တော်တို့ okay ပြလိုက်ပါဒီဖက်နာမှာကျွန်တော်တို့ဒီအနက်ရောက်လေးပေါ်နေတာကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာအာဒရဂူလာမဂွေတူကိုကျွန်တော်ရှက်ယူမယ်ပြီးရင်ဒီနားလေးမှာတစ်ချက်ဆွဲလိုက်မယ်ဒလီကိုနိုင်လိုက်မယ်ကျွန်တော်ဒီပြီးရင်ကျွန်တော်ဒီနားလေးမှာလည်းကျွန်တော်တို့ sorry မြန်အောင် ဒလီပနောဒီပြင်ဒီနားလေးမှာကျန်သေးရနော်အဲ့ဒါလေးကိုကျွန်တော်တို့လာဆိုတူနဲ့ကျွန်တော်နင်းနေဝိုင်းလိုက်မယ်โอเคပြင်ကျွန်တော်တို့တီဘောကနေပြီးတော့ control n နဲ့ကျွန်တော်တို့ဒီကောင်ကိုဒီဘက်တုံးလေးကိုကျွန်တော်ဒီဘက်ကိုနင်းနေရွှေ့လိုက်မယ်နော်โอเคအဲ့ဒါဆိုရင်ပျောက်သွားပြီပျောက်သွားပြီဆိုရင်ဒီကောင်ကိုဒီဘက်အတုံးကိုကျွန်တော်ဒီဘက်နင်းနေရွှေ့မယ်โอเคအဲ့ဒါဆိုရင်ရသွားပြီနော် အမကြီး okay ကိုနားလည်ပါ control d ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးစာရွက်တရွက်ဒီကျွန်တော်တို့ပြပြလိုက်တာတဲ့မြက်သွားတာပေါ့နော်ဒီလိုမျိုးဖြစ်သွားပြီဒါကိုကျွန်တော်တို့ print ထုတ်ပြီးတော့ကို customer ကိုပေးလိုက်ယူပါပဲအဲ့ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေသွားတာပေါ့နော် okay အဲ့ဒါဆိုရင်နောက်တွေ့ရကျင်သေးတယ်ဒီကောင်ကိုဒီကောင်ကိုလည်းကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီကောင်ကြတော့ဒီခုနကအဖြူမဲဆိုရင်လွယ်တာပေါ့နော်ဒီကောင်ဆိုရင်နေနေခက်သွားပြီဘာလို့ဆိုတော့ အယောင်တွေပါနေတယ်အဲအဲကြောင့်โอเคအဲဆိုရင်ကျွန်တော်တို့ import site တွေယူလိုက်မယ်ထောက်ယူလိုက်မယ်ပေါ့နော်ဒီတော့โอเคဒီစာရွက်ကိုကျွန်တော်တို့ဒီစာရွက်ကိုပို့ဖက်ကိုရွှေ့မယ်ရှောင်းရှေ့လို့မှာဖြစ်တဲ့အတွက်နဲ့ control D ကိုနိုင်မယ်။ရှေ့ရဲ့ auto key ကိုနိုင်ပြီးတော့တငင်ညာညာလေးရအောင်ကျွန်တော်တို့ဆွဲလိုက်မယ်။ Okay ရပြီဆိုရင်ကျွန်တော်လွှတ်လိုက်မယ်။ โอเคနောက်တစ်နည်းနည်းပြီးပြီးတော့ကြည့်လိုက်မယ်โอเคဒီတက်ထားမယ်ပေါ့နော်ပြင်ရအမြင်ကျဲကိုပြင်မယ်โอเคဒီကောင်ကိုကျွန်တော်ခုနအတိုင်းပဲကျွန်တော်အန်နဲ့ပဲကျွန်တော်တို့လုပ်မယ်ပေါ့နော်ဒီပေါက်လေးနဲ့ကျွန်တော်တို့လုပ်မယ်ပြီးတော့ကျွန်တော်တို့ highlight ကိုယူမယ်ဒီစာရွက်ရဲ့အလင်းဆုံးနေရာတစ်ခုမှာကျွန်တော်တစ်ချက်ထောက်မယ်โอเคဒီလိုမျိုးရပြီဆိုရင်ကျွန်တော်တို့ ီဘက်ကအတုံးလေးကိုစာခေါ်နေနေအနေရောပြင်မယ်ပြင်ရင်ကျွန်တော်တို့โอเคနိုင်လိုက်မယ်ရပြီဆိုရင်ကျွန်တော်တို့ပါဆက်လို့ရမလဲဆိုတော့နောက်တဲ့ last two ကိုချက်ယူမယ်ကျွန်တော်တို့ last two ကိုယူပြီးတော့ကျွန်တော်တို့အဲ control and ဆက်နိုင်မယ်နော်ပြင်ရင်ကျွန်တော်တို့ဒီဖက်2ကိုကျွန်တော်တို့ဒီဖက်4နည်းနည်းချွေမယ် โอเคဒီလောက်ပဲရမယ်เนาะကျွန်တော်တို့ဒီစာအနက်တွေဒီကာလာရောနေတဲ့အတွက်နဲ့ကျွန်တော်နည်းခက်ခဲတယ်ပေါ့เนาะဒါပေမဲ့ရပါတယ်ကျွန်တော်ဒီလာဆိုတူးနဲ့ကျွန်တော်တို့ဒီလိုမျိုးဝိုင်းလိုက်မယ်โอเคပြန် control n ကိုကျွန်တော်ရှင်းလိုက်မယ်ပြန်ကျွန်တော်တို့ဒီမှာအလဲဆုံးနေရာကမှာချက်ထောက်မယ် ဒီကောင်ကိုကျွန်တော်တို့ဒီဖက်ကိုဆွေးပြီးတော့ဒီလိုမျိုးဖြောက်လိုက်မှာပေါ့နော်โอเคပြီးရဲ့ကျွန်တော်ဒီစာကိုဒီဖက်ကိုနည်းနည်းထင်အောင်ပြန်လုပ်မယ်โอเคยามဆိုရင်အမင်းချုပ်ပြင်မယ် control d ကျွန်တော်တို့ဒီကောင်ကိုပြင်ပြီးတော့ control n နဲ့ကျွန်တော်တို့ပြင်ပြီးတော့ညှိမှုမယ်အကောင်လုံးကို โอเคအရပြီဆိုရင်ကျွန်တော်ဒီဘက်ကစာခေါ်နေနေပြင်ပြီးတော့အနောက်ရောက်ပြင်ထိမ့်မယ်အရပြီဆိုရင်โอเคပါအဲ့ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေပြီเนาะဒီဘက်ကကျွန်တော်တို့ rectangular mark တူကိုယူမယ်ဒီနားလေးမှတစ်ချက်ဆွဲမယ်โอเคပြင်ကီးဘုတ်က delete ကိုချက်နိုင်မယ် control d ဒီဘက်ကဆိုလဲဒီတိုင်းပဲကျွန်တော်တို့ဒီတိုင်းပဲဆွဲလိုက်မယ် keyboard delete control d ဒီဖက်နာဆိုရင်လည်းကျွန်တော်တို့ဒီတိုင်းပဲဆွဲလိုက်မယ် delete နဲ့ control d ကိုကျွန်တော် select ပြောင်းမယ် delete control d okay အဲ့ဒါဆိုရင်ကျွန်တော်တို့ရပြီเนาะတကယ်လို့ကျွန်တော်တို့ဒီအလင်းတင်တဲ့အခါကျရင်ကျွန်တော်တို့ဒီကောင်ဒီ design တုံး color ပြည့်လို့မရဘူးပေါ့เนาะ color တကယ်လို့ အစိုက်တုံးကာလာပြတ်သွားမဲ့အခြေအနေရှိတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီလာဆိုတုနဲ့ဒီစိုက်တုံးကိုဖေးခေပေါ့နော်ပြီးရင်ကျွန်တော်တို့ဝိုက်လိုက်ပါကိုကာလာပြောချင်တဲ့အစိုက်ပိုက်ကိုဝိုက်လိုက်ပါပြီးရင်ကွန်ပျူတာကွန်ထရိုးအင်ကိုနိုင်ပြီးတော့ကျွန်တော်တို့လိုစလို့လုပ်လို့ရတယ်နော်ကျွန်တော်တို့လိုတလို့လုပ်လို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီဒီ slab အပြင်ဖက်ကြရင်လုံးဝသူတို့မတက်ရောက်ဘူးပေါ့နော်ကျွန်တော်ဆက်လက်အထက်ကိုပဲတက်ရောက်တာပါအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးလုပ်ပြီးတော့ဒီ design တုံးကိုလုံးဝမထိခိုက်အောင်လုပ်လို့ရပါတယ်ရပြီဆိုရင် okay ကိုပြေးလိုက်ပါကျွန်တော်ဒီနဲ့ဆက်လက်ပြောင်းလိုက်ပါအဲ့ဒါဆိုရင်ရတော့ပြီပေါ့နော်ကျွန်တော်ဒီလိုမျိုးစာရွက်တရွက်ကိုကျွန်တော်တို့ခဏလေးအချိန်လေးတုံးမှာဒါမှမဲ့စွေတို့ကိုပြနေတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြနေတာနော်ပြနေတာမဟုတ်လို့ပါအမေကန်ကိုလုံးမယ်ဆိုရင်အဲ့လောက်ထိမကြဘူးပေါ့နော်ခဏလေးနဲ့ရပါတယ် အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလူမျိုးစာရွက်ကဒီလူမျိုးစာရွက်ဖြစ်တော့ပြီဒီလူမျိုးစာရွက်ကလည်းကျွန်တော်တို့ဒီလူမျိုးပုံစံမျိုးဖြစ်တော့ပြီအဲ့တော့အရင်ကအစဉ်ပြေတော့ပြီပေါ့နော်လိုက်လို့ကြည့်ကြပါအလုံးစဉ်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်လေဒီလိုနည်းပညာတွေကိုအဆက်မပြတ်တင်ပြတော့မှာမို့လို့ကျွန်တော်ရဲ့ SKP ဘွားလာ YouTube channel လေးကိုလိုက်အောင် subscribe လေးနဲ့ကူညီပေးပါအောင်လို့မြစ်တိုက်ခဲ့ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်